အဲ့ကြောင့်မလို့အင်မတန်မှတမတာလှုပ်ချင်လို့ချင်းရင်အင်မတန်မှတိုင်းပြည်ကိုချစ်နေလို့ရှင်ရင်နိုင်ငံခြားသားစီမှာဖိမခံနဲ့ပေါ့ အေးယောအလုပ်မင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့တမတော်အာနာသိန်းနာမန်လာမာလာဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒါကိုမပြောခင်မှာချီချောင်းလေးကိုနည်းနည်းလေးရေလူကြည့်အောင်တော့ဆုလက်ထက်မှာတိုင်းပြည်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးဖို့အတွက်ပြင်ဆင်ပြီးတော့ဖျက်ဆီးခဲ့တဲ့ဥပဒေ9ချက်အကြောင်းပေါ့နံပါတ်1ကဧည့်စည်ရင်ဥပဒေဧည့်စည်ရင်ဥပဒေရဲ့ရည်ရွယ်ချက်ကပါလဲ အိမ်တဲ့အိမ်ကိုပို့ပြီးတော့လုံခြုံဖို့အတွက်ခြံစည်းရိုးခတ်ပေးတဲ့သဘောပါပဲ။ရက်ွက်ကြေးရွာလုံခြုံရေးအရာခမရတို့ရဲ့လူဝင်လူထွက်စရင်းကိုတော့တိကိုတိရမှာဖြစ်တယ်ပေါ့။ဒီနေရာမှာလူစိမ့်မလာရလို့ပြောတာမဟုတ်ပါဘူး။လူစိမ့်လာရင်အဲ့ဒီလူစိမ့်ဟာလူကောင်းဖြစ်တယ်ဆိုရင်လူလိုသူလိုလာဖို့အတွက်ခမရကဘယ်သူဘယ်ဝါဖြစ်ကြောင်းဘယ်ကလာတာဖြစ်ကြောင်းဘယ်နေရနေမှာဖြစ်ကြောင်းဘယ်ကိုပြန်มาဖြစ်ကြောင်းကိုအဲ့စရင်းနဲ့မှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့။ ရက်ွက်ကြီးရွာရဲ့အလौကျုံကြီးအရာစနစ်တကျနဲ့ရေးဆွဲထားတဲ့ဥပဒေတရားဖြစ်တယ်ပေါ့ဒါကို NND လက်ထက်အတော်စုလက်ထက်2016စက်တင်ဘာ19ရက်နေ့လောက်မှာဖျက်သိမ်းပလိုက်တယ်ပေါ့ဒီပိုင်းဒီပိုင်းတွေကတော့ပြောကြပါတယ်အဲဇင်းလာမစစ်တော့စောင်းရမ်းနေပြောဖို့ကောင်းတယ်အဲရေးဝါတယ်တကားခေါက်တာမကြားရတော့ဘူးဆိုပြီးတော့စောက်ဘောဆန်ဆန်ပြောလာတဲ့အချက်ကို တော့တွေ့ရတယ်ပေါ့အဲဆိုရင်ခင်ဗျားတို့အိမ်မှာအဲ့ဒီတကားတွေကိုမတက်ထားနဲ့တော့ခြံနဲ့ဝင်းနဲ့နေတယ်ဆိုရင်အဲ့ဒီခြံစည်းရိုးတွေကိုအကုန်လုံးရိုက်ဖြုတ်ပလိုက်ဘယ်လောက်ထိလုံခြုံမှုရှိမယ်ထင်တယ်လဲပေါ့အဲကြတာတစ်ခုကတော့ခင်ဗျားတို့ရဲ့ရက်ွက်ဂျေးရွာ ခမရတို့ရဲ့အိမ်နေတမကခမရတို့ရဲ့ရင်ခွင်နေခမရတို့ရဲ့ဖော်ကင်နေကလည်းအကောမရှိတဲ့ကြံတာလာယာဇရက်လိုဖြစ်ပြီးတော့လေကောင်းမပေါ်ဘဲနဲ့ကလေးတွေအများကြီးမွေးသွားမှာဖြစ်တယ်ပေါ့ OIC နိုင်ငံတွေကအသေးခံဘုံခွဲတဲ့ဒကောင်းကောင်းသားလာနေလို့ရှိရင်တော့ခမရတို့ရက်ွက်ကြီးတစ်ခုလုံးပြာကျသွားမှာဖြစ်တယ်ပေါ့နံပါတ်2ကနေချောက်ဆောက်စစ်စေးရေးဥပဒေဒီဥပဒေရဲ့ရည်ရွယ်ချက်ကမေတ္တမသူတွေရဲ့ကျူးကျော်ရန်တိုင်းတစ်ပါးသားတွေရဲ့ကျူးကျော်ရန်အတွက်ရေးဆွဲထားတဲ့ဥပဒေတစ်ခုဖြစ်တယ်ပေါ့အဲ့ဒီဥပဒေကိုဒေါ်စုလက်ထ2018ရ ရှင်းလာပိုင်းဆက်ရှင်းရင်းနေမှာဖြတ်သိမ်းပလိုက်တယ်ပေါ့အဲ့ဒီနေကြားဆောင်စစ်စေးရေးဥပဒေဖြတ်သိမ်းတာနဲ့အာသာဆိုတဲ့အကြဖက်အဖွဲ့စည်းတစ်ခုပေါ်ပေါက်လာခြင်းနဲ့ကတိုက်ရိုက်အချိုးကျနေတယ်ပေါ့နေကြားဆောင်စစ်စေးရေးဥပဒေဖြတ်သိမ်းပလိုက်ပြီးဆိုရင်နိုင်ငံပြောင်းနေတဲ့ကောင်တွေခိုးဝင်ကျင်နေတဲ့ကောင်တွေအတွက်ကတကားမရှိဒါမရှိတာလာရဇယက်လို့ဖြစ်ပြီးတော့ခမားတို့ရဲ့နိုင်ငံလုံခြုံရေးအတွက်အင်မတန်မှကိုစိုးရိမ်ဖို့ကောင်းတဲ့ဥပဒေတရဖြစ်တယ်ပေါ့ပါရမအဲဇင်းတို့ကကြတော့တိတ်ပြီးတော့မသိတာပါဘူး ဒါပေမဲ့စောက်ပက်တနာတွေတခုခုတက်လာလို့ရှင်တော့အဲဇရင်ရဲ့အရေးပါပုံကိုခင်ဗျားတို့ကပထမဦးဆုံးသတိရသွားမှာဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့ဒီနေချားဆောက်ဆစ်စင်းရေးဆိုတဲ့ဥပဒေကြီးကိုဖျက်သိမ်းလိုက်တာကြီးကတော့အင်မတန်မှကိုနိုင်ငံအတွက်အန်ဒီရဲ့ကြီးလို့တဲ့ဥပဒေဖျက်သိမ်းခြင်းတစ်ခုဖြစ်တယ်ပေါ့ဒါကဒေါ်စုဘဲကိုဥတည်နေရလဲဘာဖြစ်ချင်နေတာလဲဆိုတာဝေဖန်ရှင်းရှင်းနဲ့သိလိုက်ရတဲ့ဥပဒေပြင်ဆင်ချက်ဖျက်သိမ်းချက်တစ်ခုပဲဖြစ်တယ်ပေါ့ အဲဒါကြောင့်မလို့ဒေါ်စုလက်ထက်မှာဘင်္ဂလီတွေတောင်ကနန်းနဲ့တိန်ကနန်းနဲ့တန်ကနန်းနဲ့ဖြစ်နေတဲ့အချင်းရောက်ပဲကြည့်ကြည့်လိုက်ပေါ့ဘင်္ဂလီတွေကိုဘာကြောင့်လက်မခံတာလဲအခုခုပြောလို့ရှိရင်ဘင်္ဂလီတွေကိုဘာကြောင့်ခလုတ်တိုက်နေတာလဲဆိုတော့ကမွတ်စလင်တိုင်းကအကြမ်းဖက်မဟုတ်ဘူးဒါပေမဲ့အကြမ်းဖက်တော်တော်များများကမွတ်စလင်တွေဖြစ်နေကြတဲ့အချက်ပါပဲမြန်မာနိုင်ငံမှာတပ်တွေတပ်ကနေပြရအောင်ဆိုရင်တော့2016အောက်တိုဘာ9ရက်နေ့မှာပေါ်ပေါက်လာတဲ့အာဆာဆိုတဲ့ဘင်္ဂလီအကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုပဲကြည့်ကြည့်လိုက်ပေါ့သူတို့ရဲ့စောက်ပတ်ကတော့ထုံးစံအတိုင်းလူအခွင့်အရေးလူအခွင့်အရေးလို့ order ပါပဲဒါပေမဲ့ဒီနိုင်ငံရဲ့လူအခွင့်အရေးကဒီနိုင်ငံသား တွေအတွက်ပဲဖြစ်ရပါစောက်လုတ်လုတ်ဖို့လာလို့ရှိရင်စောက်လုတ်ပဲလုတ်ရမှာဖြစ်တယ်ပေါ့အကြီးနိုင်ကိုနိုင်ငံကိုပြန်အခုကနိုင်ငံပြောင်းနေတဲ့ရင်းကလေးကောင်းတွေဆိုတော့ကအကြောင်မလို့ဘာကြောင့်ဖြတ်သိမ်းတာလဲနိုင်ငံတိုးတက်ဖို့အတွက်လားခမရတို့ဗမာနီပိနီပိတ်တွေချမ်းသာဖို့အတွက်လားမြို့သားကြိုးစီပွားအတွက်လားဒါမှမဟုတ်နိုင်ငံပြောင်းနေတဲ့ရင်းကလေးကောင်းတွေကိုမြန်မာနိုင်ငံဟာအကုန်မရှိတဲ့ကြမ်းသာလာရဇယက်ဖြစ်နေကြောင်းကိုတရားဝင်ကြီးညာနေတာလားခမရတို့စောက်ပိအတွေးခေါ်နေတေးချာစဉ်းစားသိတာတော့စုမတိုင်ခင်ဥသိမ်းဆက်လက်ထက်တော်ကလည်းဒီအခြေဥ့ ဤဒီသူလူတို့ဒီကာချုပ်တွေနဲ့ပဲတိုင်းပြည်ကိုတိုးတက်အောင်လှုပ်ဆောင်ပေးခဲ့အခုသူ့လက်ထက်ကြောင့်မှနိုင်ငံတော်ရဲ့အင်မတန်မှအရေးကြီးတဲ့နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်အုပ်သက်တိုင်းတစ်ဖွဲ့ကာကွယ်ပေးထားတဲ့ဥပဒေတွေကိုပဲဘာဖြစ်လို့တန်းစီပြီးတော့ဖျက်ဆီးပလိုက်တာလဲ။ ဘာယူရချက်လဲနံပါတ်3နောက်ရောက်ခံစောက်ကြည့်ရဥပဒေအဲ့တော့အဲစင်းဥပဒေနေချားစောက်စစ်စင်းဥပဒေတွေနဲ့စစ်ဆက်နေတယ်ပေါ့ရက်ွက်တဲမှာလူစိမ်းတယောက်ယောက်တွေ့လို့ရှင်းရင်ခင်ဗျားတို့မတင်ကားလို့ရှင်းရင်ဒါအိမ်မူဆယ်အိမ်မူတွေနဲ့တကွာရဲတွေနဲ့ပေါင်းပြီးတော့နောက်ရောက်ခံပြီးတော့စောက်ကြည့်ပြီးတော့စစ်စေးတဲ့စစ်စေးဖမ်းစည်းတဲ့ဖမ်းစည်းရမှာဖြစ်တယ်ပေါ့ဒါခင်ဗျားတို့ရဲ့ရက်ွက်ကြေးရော်နဲ့နိုင်ငံတော်လုံခြုံရေးအတွက်ရှိကိုရှိရမယ်ဥပဒေတရားဖြစ်တယ်ပေါ့ဒါကိုဒေါ်စုလက်ထက်မှာဖျက်သိမ်းပလိုက်တယ်ဘာယူရချက်လဲနောက်ရောက်ခံလဲလိုက်လို့မရတော့ဘူး နေကြဆောက်စစ်စီဥပဒေကိုဖျက်သိမ်းလိုက်တဲ့အတော့ဘယ်သမားသူအကြက်ဖက်သမားတွေကလည်းရခိုင်ပြည်နယ်မှာသွားပြီးတော့စုနေပါအဲဒီရင်ဥပဒေလည်းမရှိတဲ့အခါကျတော့ဘယ်သူဘယ်ဝါမှန်းမသိရတော့ပါအများတို့ဖောက်ကင်အချခံရရင်တောင်မှဘ누구မှသွားတိုင်လို့မရတော့ဘူးမသိငါလို့ရှိရင်နောက်ရောက်ခံလိုက်ပြီးတော့စောက်ကြည့်ဖမ်းဆီးဖို့အတွက်ဆိုတာကလည်းဥပဒေကလည်းဖျက်သိမ်းခံလိုက်ရအဲ့ဒီနောက်ရောက်ခံလိုက်ပြီးတော့စောက်ကြည့်တဲ့ဥပဒေကလည်းဖျက်ဆီးခံလိုက်ရပြီ နောက်ရောက်ခလိုက်ချေပါလေဆိုရင်တော့မအဲ့ဒီလိုက်တဲ့ရဲကအေးအေးယူခံရမှာဖြစ်တယ်ပေါ့အဲကြောင့်မလို့နိုင်ငံသူနိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်ဥပဒေတိုင်းကြီးတစ်ခွဲကာကွယ်ပေးထားတဲ့ဥပဒေတွေကိုပဲရွေးပြီးတော့ဖြည့်ဆည်းသွားတဲ့အချက်ကိုတတ်တွေ့ရတယ်ပေါ့ခင်ဗျားတို့စောက်ပေးနေရတော့ဒီမှာမဟုတ်ပါဘူးမိမိလုံးတမအကုန်မန်နေလို့ပဲပြောနေကြတယ်အခါကျတော့အကျိုးဆက်ကဘယ်လိုတွေခံစားရတာလဲခင်ဗျားတို့ဘီတူလူထုပဲခံစားရတာ ဘောပေါက်လားရခိုင်တွေပဲခံစားရတာအာစာရံကြောက်ရခိုင်တွေဖင်ချခံနေရပြီသဘောပေါက်လားအဲ့ဒါမှမဟုတ်ရခိုင်တွေလိမ်မာမှရမယ်နံပါတ်၄အရေးပေါ်စီမံမှုဥပဒေအတားအလဲခုနကအဲစီရင်ဖြစ်လိုက်လို့ရက်ွက်ကျေးရွာလုံချုံရေးချိုးပေါက်ခံရလို့ရှင်းရင်နေကြားဆောက်စစ်စေးရေးဥပဒေဖြတ်သိမ်းလိုက်လို့နိုင်ငံတော်ရဲ့လုံချုံရေးကိုကြီးကြီးမားမားချိုးပေါက်တာကိုခံရလို့ရှင်းရင်စစ်တပ်ကအာဏာဝင်သိမ်းလို့ရတယ်ဆိုတဲ့ဥပဒေတရက်ပေါ့အဲ့ဒီဥပဒေကိုဒေါ်စုလက်ထက်မှာ2016အောက်တိုဘာ၄ရက်နေ့လောက်မှာ ချက်သိမ်းပလိုက်တယ်ပေါ့အဲကြောင့်မလို့အရှိရအဲ့စီရင်ဥပဒေနဲ့ကြားဆောက်စစ်စစ်ရင်ဥပဒေချက်သိမ်းလိုက်တာနဲ့တဲ့အာနာသိမ်းဖို့အတွက်ကလုံလောက်တဲ့အကြောက်ရချက်ဖြစ်သွားပြီပေါ့ ။နံပါတ်5နိုင်ငံတော်ကိုနောက်ဆက်ဖြည့်စည်းလိုသူများ၏ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်ရေးဥပဒေ။ဒါကခမားတို့နိုင်ငံသူနိုင်ငံသားတွေအတွက်လုံခြုံရေးအတွက်နိုင်ငံတော်ရဲ့လုံခြုံရေးအတွက်ချပေးထားတဲ့ဥပဒေတရတာဖြစ်တယ်။တော်လိုက်လို့ရှိရင်စောက်ကြီးစောက်ကြံနေသည်စစ်တပ်ကအကုန်လုံးလုပိုက်ခွင့်ရနေတာဘာဖြစ်တာညာဖြစ်တာဆိုပြီးတော့စစ်တပ်ကမပါလို့လည်းမရဘူး။ဒီလိုမျိုးဥပဒေတွေနဲ့ကြက်ကြက်မှန်မှန်နဲ့မလုပ်လို့လည်းမရဘူး။ခမားတို့ကတရုတ်နဲ့ကလားတွေဂျားထဲမှာနေနေတာ။အင်အားကြီးနိုင်ငံတွေရဲ့ဂျားထဲမှာနေနေတာ။သဘောပေါက်လား။ အဲ့ဒီဒေါ်စုဖြတ်သိမ်းလိုက်တဲ့ဥပဒေတွေကလည်းခမည်းတော်ကိုတထိုင်းကြီးတစ်ဖွဲ့ကောက်ွယ်ပေးထားတဲ့ဥပဒေတွေကြီးပဲသဘောပေါက်လားသူကမေမေလွတ်တာကုန်မှန်းလဲဘာဖြစ်လဲဘာမှမဖြစ်ဘူးဟိုမှာအာစာဖင်ချတာကိုခံရတော့မယ်သဘောပေါက်လားမူဆလင်တိုင်းကအချက်ဖတ်မဟုတ်ဘူးဒါပေမဲ့အချက်ဖတ်တိုင်းကမူဆလင်တွေဖြစ်နေတယ်အားကြောင့်မလို့အာစာပေါ်လာတဲ့အချင်းရောင်ပဲကြည့်ကြည့်လိုက်ပေါ့ဒီကောင်ကတဒေမန်နဲ့ဧည့်သည်လားဘီဂလီနီယာမှာတရုတ်ဆိုရင်တော့မှခမည်းတော်အေးအေးဆေးဆေးလောက်ကైစားတော့လို့ရသေးတယ်ပြီလားတရုတ်တွေစောက်ဆုံးမပြင်းလဲတရုတ်နိုင်ငံပို့ပလိုက်လို့ရတယ် အခုကဘင်္ဂလီဆိုဒီမှာကဇုတ်ကိုရိုဟင်ဂျာချင်နေတာအဲ့တော့ဒီကောင်ဒီမလေးမလို့ရှင်ဘယ်ကိုပြန်ပို့မှာလဲကိုနိုင်ငံပဲထိခိုက်မှာသဘောပေါက်လားလူမျိုးရာခံရမှာဆိုလို့နိုင်ငံတော်ကြီးကိုတတိုင်းတစ်ဖွဲနဲ့ကာကွယ်ပေးထားတဲ့ဥပဒေတွေဖြစ်တယ်ပေါ့နိုင်ငံကြီးတွေကြားထဲမှာနေနေတဲ့အတွက်ကိုယ့်ရဲ့ခြံစည်းရိုးကိုကိုဒေါအောင်ကာဖို့နေနေသတ်တာခြံပြင်ကခွေးကလာနွားတွေဝင်လို့ရဖို့အတွက်ခြံစည်းရိုးကိုဖောက်ပေးလိုက်တယ်ချင်းရောက်ကခင်ဗျားတို့ကြည့်ကြည့်လိုက်ပေါ့ဒါခင်ဗျားတို့အတွက်လားဒါမှမဟုတ်ဘုဒ္ဓအတွက်လဲခင်ဗျားတို့မေ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 လို့ခေါ်နေကြတယ်လူတွေအတွက်ကတော့မျက်ရည်နှက်ဆက်ပေါ့ ။သဘောပေါက်လား။နံပါတ်6ကကြတော့အမှုရဲ့စေဝါနဲ့စိတ်ကိုပြောင်းလဲစေတော့စေဝါများဆိုင်ရာဥပဒေပြင်ဆင်ချက်ဒါတော့ပြင်ဆင်လိုက်တာ2018ဖေဖော်ဝါရီလ14မှာပြင်ဆင်လိုက်တာ။အရင်တော့သေတံလောက်ထိကြက်ကြက်မက်မက်ကိုဆောင်ရွက်ပေးနေတဲ့ဥပဒေတရားဖြစ်တယ်ပေါ့။ဒါပေမဲ့ဒေါ်စုလက်ထက်ကြတော့မင်းစေတမလား။အေးနောက်ဆိုရင်စေမသုံးနဲ့။ဒီလောက်နဲ့ပဲပြောပြီးတော့ပြီးသွားတဲ့ဥပဒေပြင်ဆင်ချက်တစ်ခုဖြစ်တယ်ပေါ့။ ဲ့တော့ဘာတွေထိခိုက်လာလဲစိတ်မှုကြောင့်ထောက်ကြတာတွေမရှိတော့ဘူးစိတ်မှုကြောင့်ဖတ်ခံရတယ်ဆိုရင်တော့မှနောက်မသုံးနဲ့ဆိုတဲ့စကားတခေါ်တည်းနဲ့ပြီးသွားတယ်ပေါ့အကြောက်တရားမရှိတော့ဘူးအကြောက်တရားမရှိတော့တဲ့ခါကျတော့ចောင်းစာသင်ခန်းတွေထဲအထိ ဥယျာစီတွေအရောက်လာရခြင်းဖြစ်တယ်ပေါ့ဒါတော့အမျိုးသားရေးကိုဥတည်ပြီးတော့ဖျက်ဆီးခဲ့တယ်ပြင်ဆင်ခဲ့တယ်ဥပဒေတရားဖြစ်တယ်ပေါ့အဲဒါမှမဟုတ်ဒေါ်စုလက်ထက်ကိုကြိုက်တယ်ကြိုက်တယ်ဆိုတော့ကစေတမားဓမြရဲမေဘေးကောင်တွေပဲဖြစ်နေတာပေါ့အခုဖြစ်နေတဲ့အခင်းကျင်းတွေကိုပဲကြည့်ကြည့်လိုက်ပေါ့နော်တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောင်မှာဖြစ်ပြနေတဲ့ခိုးမှုတွေဓမြမှုတွေဥယျာစီမှုတွေမရိမှုတွေကိုပဲကြည့်ကြည့်လိုက်ပေါ့ တော်စုကိုဘယ်လိုမျိုးမျိုးကောင်တွေကလက်ခံပြီးတော့ဘယ်လိုမျိုးကောင်တွေကအင်မတန်မှတဲတဲလို့အောင်ချင့်နေတာလဲဆိုတော့အဲ့ဒါကအဖြေပဲပေါ့နံပါတ်9ကကြာတော့မျိုးဆက်ပြည့်ယူရင်းချင်းမှာဖယ်ရှားတဲ့အပ်ဥပဒေပြင်ဆင်ချက်2018လေးလပိုင်း15ရင်းဒီလောက်မှာပြင်ဆင်ပြလိုက်တာအရင်တော့ကကလေးဆိုရင်16နှစ်အောက်ကိုပြောတာဒါပေမဲ့တော်စုပြင်လိုက်တဲ့ပြင်ဆင်ချက်ကကြာတော့18နှစ်အောက်ကိုကလေးလို့ပြောတယ်16နှစ်ကျော်သွားလို့ရှိရင်လူကြီးဖြစ်ပြီအဲ့ဒါဘာလို့ကြီးရွယ်လာလဲဆိုတော့က နိုင်ငံခြားသား16နှစ်အောက်ကလေးတွေကိုမွေးစားခွင့်ပြုထားတဲ့အချက်နဲ့တောပြီးတော့သက်ဆိုင်နေတယ်ပေါ့။အိုးနိုင်ငံသားတွေထမင်းဝအောင်မကြွေးပဲနဲ့နိုင်ငံခြားသားမွေးစားဖို့လှုပ်တာကတော့ခမည်းတော်ရဲ့မိမိရဲ့ခမည်းတော်အပေါ်မှာထားတဲ့စိတ်ရင်းစေတနာအမှန်ပေါ့ဗျာ။အင်မတန်မှရှင်းနာဖို့ကောင်းတယ်တိတော့နိုင်ငံပြောင်းနေတဲ့ကောင်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့မွေးစားပေးမယ်ဆိုပြီးတော့ကဘာရက်ရက်မှာရောက်နေတဲ့ဘင်္ဂလီတော်တော်များများကိုမြန်မာနိုင်ငံကလက်ခံမယ်ဆိုတဲ့စာချုပ်တစ်ခုမှလည်းလက်မှတ်ထိုးပြီးသွားပြီပေါ့။ အဲ့ဒါမှမဟုတ်မငုံနေသေးလားစာချုပ်မှာတော့အောင်မှလက်မှတ်ထိုးပြီးသွားပြီအဲ့လိုမျိုးစာချုပ်မှာလက်မှတ်ထိုးဖို့အတွက်တီတူလော့တော်တွေဟိုကြီးချောက်အဆက်တွေကာချုပ်ဆိုရင်တော့ဝိသိရမလားစာချုပ်ထိုးလို့ရှိရင်ဘာဖြစ်မလဲစာချုပ်မထိုးလို့ရှိရင်ဘာဖြစ်မလဲဆိုပြီးတော့တိုင်းတိုင်းပဲပဲနဲ့လောက်ခဲ့တာမရှိဘူးသူ့စိတ်သူ့သဘောနဲ့တိုင်းပြည်ကိုရည်ရွယ်ချက်ရှိရှိနဲ့ပြင်းစင်ဖြက်စီးခဲ့တဲ့ဥပဒေတွေသာဖြစ်တယ်ပေါ့ဘလောက်ဆောက်သဲနေတာဘူးကောင်းလဲဒါကဝါဒဖြတ်နေတာမဟုတ်ဘူး မင်းတို့ဘက်ကကြည်လိုက်လို့ရှိရင်လက်ပမိုးငါတို့ဘက်ကကြည်လိုက်လို့ရှိရင်လက်ပွားဒါပေမဲ့ငါတို့ဘက်ကကြည်တဲ့လက်ပွားတွေကိုငါတို့ကတက်တင်နေတဲ့ကွာချပြနေတာမင်းတို့ဘက်ကကြည်တဲ့လက်ပမိုးကိုလည်းအဲ့ဒီဥပဒေပြင်ဆင်ချက်နဲ့ပတ်သက်ပြီးတော့တက်တည်တက်ကတွေနဲ့တကွာကြည့်ချင်တယ်တွေ့ချင်ပါသေးတယ်အခုကဘာပဲလုပ်လို့မင်းမင်းမန်နေဆိုတဲ့ကောင်တွေကကြီးဆိုးသွားတဲ့အခါကျတော့အာနာကတော့တင်းကိုတက်ရမှာအရင်တော့ထိုင်းနဲ့အစစ်လောက်နဲ့ပြီးသွားမှာပေါ့အခုကကျတော့မိမိလောက်တာအကောင်မန်နေမိမိသားမိမိသမီးတွေမိမိယာတီတွေတောက်တာဆောက်ရမ်းနေများသွားတဲ့အခါကျတော့ အာနာသိန်းနဲ့အစစ်တီကိုကြောက်သွားတာပေါ့အားကြောင့်မလို့တိုင်းသူပြည်သားတွေကိုတတိုင်းတစ်ဖွဲ့ကောက်ွယ်ဆောက်ရှောက်ပေးတာတဲ့ဥပဒေတွေကိုတန်းစီပြီးတော့ဖျက်ဆီးတာကဘာကြောက်လဲတိုင်းပြည်တိုးတက်ဖို့အတွက်လားဘင်းတို့ဆောက်ခတ်တွေအတွက်လားနိုင်ငံပြောင်းနေတဲ့ဘင်္ဂလီကောင်တွေအတွက်လားဆိုတာသိချင်စင်းလား ဒါတော့မလို့ထုံးမြနိုင်တော်စုကိုစိတ်နာတယ်ဆိုတော့အဲ့ဒါကိုပြောတာဒီလိုမျိုးတည်မမှန်နဲ့လူတူးခေါင်းဆောင်တယောက်ကတိုင်းပြည်ရဲ့အကျိုးစီးပွားဘာဆိုဘာမှမလုပ်ပေးခဲ့တဲ့အပြင်အားဆက်ကိုစလုံးဆိုတဲ့နိုင်ငံခြားသားတွေတာဝရလုပ်ခွင့်မရှိဘူးဆိုတဲ့ဥပဒေတရက်ကိုပါပြင်ဆင်ဖို့အတွက်စ조사ခဲ့တာပေါ့အားဆက်ကိုစလုံးဆိုဒီမှာ1948ဘိုးချောက်အောင်ဆန်းလက်ထက်ကလေးကဘိုးချုပ်တို့ဥဆောင်ပြီးတော့ရေးဆွဲခဲ့တဲ့ဥပဒေတရက်ဖြစ်တယ်ပေါ့ဥပဒေရဲ့ရည်ရွယ်ချက်ကပလင်ဘော်ကိုခွေးတက်မှာဆိုလို့ တရုတ်နဲ့ကလားနဲ့ကြားထဲမှာနေတဲ့အတွက်အင်အားကြီးနိုင်ငံတွေရဲ့လူအင်အားနဲ့လူမျိုးတာခိုင်အောင်မှာဆိုလို့ဤွယ်ချက်ရှိရှိနဲ့တိုင်းပြည်အတွက်ရေးဆွဲထားတဲ့ဥပဒေတရားဖြစ်တယ်ပေါ့အဲ့ဒါကိုလည်းဘုမတိကိုမတိတဲ့မင်းတို့ရဲ့ဒေါ်စုကြည်ကဒီဥပဒေဟာသူ့ကိုရည်ရွယ်ထားတာပါသူတမာရလုံးမှာဆိုလို့ရေးဆွဲထားပါတယ်ဆိုပြီးတော့ဘူးလည်းမသိကိုလည်းမသိပဲနဲ့လူထုကြားထဲမှာစစ်တပ်နဲ့ပြည်သူကိုတွေးခွဲတဲ့ဇကားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပြောခဲ့တဲ့တက်တွေတွေလည်းရှိတယ်ပေါ့အဲ့ကြောင့်မလို့အင်မတန်မှတမာရလုံးချင်းလို့ချင်းရင်အင်မတန်မှတိုင်းပြည်ကိုချစ်နေလို့ရှင်ရင်နိုင်ငံခြားသားစီမှာဖိမခံနဲ့ပေါ့ ချက်ချင်းလေးပဲဒါကြောင့်မလို့ဒီလိုမျိုးနိုင်ငံတော်ရဲ့လုံခြုံရေးအမျိုးသားရေးတွေကိုဥတီပြီးတော့စနစ်တကျနဲ့ဒီရွယ်ချက်ရှိရှိနဲ့ဖြစ်စည်းလာတဲ့လူထုခေါင်းဆောင်ဆိုတဲ့သူတယောက်ကိုဒီတိုင်းပဲထိုင်ကြည့်နေရမှာလားအတို့ရဲ့အမျိုးသားရေးသမားတွေအမျိုးသားနိုင်ငံရေးကိုသွားတဲ့တပ်မတော်သားတွေကဒီတိုင်းပဲထိုင်ကြည့်နေရမှာလားအဲခိုးတီဖြစ်စေမဲမတမာမှုဖြစ်တီဖြစ်စေအကြောင်းမျိုးမျိုးပြပြီးတော့အာဏာသိမ်းကိုတိုက်ရမှာဖြစ်တယ်ပေါ့ သဘောပေါက်လားအားကြောင့်မလို့နိုင်ငံတော်ကြီးအပြက်ခံမလားမင်းကလေးနိုင်ငံတီထောင်မလားဆိုတဲ့နှစ်ခုမှနိုင်ငံပြတ်တဲ့အန်းစီကိုပဲရွေးလိုက်ခြင်းဖြစ်တယ်ပေါ့နိုင်ငံကပြည့်စည်သွားလို့ရှိရင် ပြန်ပြီးတော့တိဆောက်လို့ရတယ်ဒါပေမဲ့ဘင်္ဂလီနိုင်ငံဖြစ်သွားလို့ရှင်တော့ခမရတို့ရဲ့ကဘာမှမြန်မာဆိုတဲ့ဟာကြီးကပျောက်ထွက်သွားမှဖြစ်တယ်။ သဘောပေါက်လားဒါကြောင့်မလို့စစ်တပ်ကအာဏာသိမ်းကိုသိရမှာဖြစ်ကြောင်းကိုမြန်မာနိုင်ငံကနေဘယ်ကလေးနိုင်ငံမဖြစ်ရေးအတွက်လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာကိုလှုပ်သွားတာဖြစ်ကြောင်းအရုံဖက်ကမြင်နေတဲ့တပ်ဖွဲ့အားကိုတက်တဲ့တက်ကားတွေနဲ့တကွချပြခဲ့ရခြင်းဖြစ်တယ်ပေါ့အတော်မှဘယ်ကလေးတွေအတွက်နေအိမ်ဆောက်ပေးတာတော့ဘာလို့ညာတော့မပါသေးဘူးသိလားလာပါမှာရေခင်းတော့ဟာဖုန်ကြီးတွေကိုမိရှို့ပြီးတော့တက်ဖြတ်တာတွေမပါသေးဘူးဒါတွေကထားလိုက်တော့အဲဒါကြောင့်မလို့မင်းတို့ဘက်ကမြင်နေတဲ့လက်ဖုံမိုးအမြင်လေးကိုလည်းတက်တဲ့တက်ကနဲ့တော့ကြည့်ချင်ပါသေးတယ်။ဘာကြောင့်မလို့ဒီဥပဒေတွေကိုဖျက်သိမ်းခဲ့တာလဲ။တိုင်းပြည်တိုးတက်ဖို့အတွက်လား။ ။ဘာအတွက်လဲဆိုတော့ဖြည့်ပေးစီလို့ပါတယ်။ဘာကြောင့်လဲချက်လို့ချစ်လို့လား။ချောလို့လားအဲ့ဒီလီးအတွေးခေါ်တွေနဲ့ပဲမင်းတို့ရဲ့အတိုင်းပြီကိုကြောက်သေးကြပါအောင်ဆွဲချပလိုက်တာဘောပေါလားမင်းမေလို့ပြန်အကုန်မှန်နေတဲ့အခါကျတော့ ကြီးတွေဖြစ်ကုန်တာပေါ့အမေတို့ရဲ့မိမမဟုတ်ဘူးအင်္ဂလီတို့ရဲ့မာတာမိခင်ဖြစ်တယ်ပေါ့အဲဒါကြောင့်မလို့ကိုယ့်အိမ်မှာရှိတဲ့မိဘကိုပဲကိုယ်ွယ်ပါအရင်ကြီးဖင်မရပါနဲ့တကယ်တော့မင်းတို့အတွက်သာစေတနာအမှန်တကယ်သာရှိခဲ့မယ်ဆိုရင်မင်းတို့ချမ်းသာနေလောက်ရောပေါ့နော်ဦးသိစေလက်ထက်ကလိုမျိုးတည်တည်တတ်တာတုတ်တက်မှုတွေခင်ဗျားတို့လက်ညှိုးထုတ်ပြလို့ရတာပေါ့အခုကလက်ညှိုးထုတ်ပြကြဘာမှမရှိဘူးမိ24နှစ်လာတယ်လို့ပြောလိုက်ပါဦးဒီမိလာဖို့အတွက်ဦးသိစေလက်ထက်မှာအောက်ပေးခဲ့တဲ့ဆယ်တွေကဘယ်နဲ့သွားထားပါလဲအဘောပေါ့ဖို့တို့တယ် နော်တိုင်းပြည်ကိုရည်ရွယ်ချက်ရှိရှိနဲ့ကိုဖျက်ဆီးဖို့အတွက်လာခဲ့တဲ့မိစ္ဆာမတယောက်ဖြစ်ကြောင်းကိုထပ်တလဲလဲပြောကြားရင်းနဲ့ညီကုန်းချုပ်လိုက်ပြသည်။ဒီနေ့ကတော့ဒီလောက်ပါပဲ။